ဓမ္မမင်းစင်များအားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့မင်းစင်ကဥစွာဆုမွန်ပါပြီတောင်းပန်ကြစီရှင်မင်းစင်ကပေါ်တော့ဟိုနေ့ကဒီမဟာလေးမျိုးအတေးထံဝင်ပြီးအကြောင်းလေးကိုမင်းစင်မျှဝေပေးထားပါတယ် ဲ့တော့ဒီမဟာလေးမျိုးအတိတ်ထန်နေရာမေစင်ဒီနေ့မဟာတရဏဂုံတော်ကြီးဆိုတာပါလေမဟာတရဏဂုံတော်ကြီးကိုအလိုရွှေရလဲဆိုတာလေးကိုဒီချိန်ကဒီဗီဒီယိုနဲ့မျှဝေပေးချင်ပါတယ်အဲ့တော့ဒီမဟာလေးမျိုးအတိတ်ထန်ကိုမသိရသူတွေကိုမေစင်တစ်ခေါက်ပြန်ပြီးတော့ပြောပေးချင်ပါတယ်ဒီမဟာလေးမျိုးအတိတ်ထန်ဆိုတာအရန်ကောင်းပါတယ်အကယ်၍ကိုဝါပေါ်တော့ဘဝမှာအခက်ခဲနဲ့ကြုံရတဲ့အခါငွေရေးချင်းအကျပ်တဲဖြစ်နေတဲ့အခါဆိုလို့ရှိရင်ဒီမဟာလေးမျိုးအတိတ်ထန်လေးကိုဝင်ပြအောင်လို့ဝင်မှာလို့မေစင်ကတိုက်တွန်းချင်ပါတယ်မေစင်လက်ရှိရင်းနေပါ 哎。 ီလေကြောင်းပေါ့နော်တဏ္ဍာကောင်၈000လေးတောင်အတိတ်ထံပူဇော်နေတဲ့အပြင်ကိုမဒီမဟာလေးမျိုးအတိတ်ထံနဲ့တွဲပြီးတော့ပူဇော်ပါရတယ်။အဲတော့မဟာလေးမျိုးကဒီလိုမျိုးအရန်ကောင်းတဲ့ရသော်ဘုရားဟောကြားထားတဲ့တရားတော်ကြီးပေါ့နော်လေးမျိုးကိုတစုတစီရဲ့ပူဇော်ရတာဖြစ်တဲ့အတွက်အရန်ကောင်းပါတယ်။အဲတော့မင်းစက်တစ်ခါပြန်ပြောပြပါမယ်။မဟာလေးမျိုးဆိုတာဘာလဲဆိုရင်နံပါတ်၁ကမဟာတမယတုတ်ပါ။မဟာတမယတုတ်ကကြောင့်ရောမင်းစင်တို့ဒီခဏတော့လုံးရစ်เสียမလို့ဘူး။ဒီအပိုက်39ပိုက်ပါတယ်။ဒီပထမအောင်ဆုံးတုတ်ကိုရွတ်တာနေတော့ပါတယ်။ အဲ့တော့မေစင်အားကြောင့်တော့မဟာတမ ्या တုတ်ရွတ်လို့ရှိရင်ဗန္ဓမင်းလေးလောက်ကြာလဲဆိုရင်အဲ10မိနစ်15မိနစ်ပေါ့နော်အဲ့လောက်ပဲမေစင်ကြာပါတယ်အဲ့တော့မဟာတမ ्या တုတ်ကနံပါတ်1ပေါ့နော်ပြီးရင်မဟာပထမ်းမှာမဟာပထမ်းအားကြောင့်ရောမေစင်တို့ဒီအချင်းပေါ့နော်24 PC အချင်းကိုရွတ်တာမဟုတ်ဘူးမေစင်တို့ဒီပထမ်းမချင်းမချင်ပြီအဲဟေတုပစ္စယောဒီဟေတုဟေတုတမ်းမြောက်တကားနဲ့ဓမ္မနဲ့အဲ့လိုမျိုးပေါ့ဒီမချင်းမချင်ဟာလေးပြွှဲရလာပါ နံပါတ်3ကပါလဲဆိုရင်မဟာတရဏဂုံတော်ကြီးပါမဟာတရဏဂုံတော်ကြီးကကြတော့လေဒီစီအရောဘုရားကြီးရွတ်ဖက်ခဲ့တဲ့မဟာတရဏဂုံတော်ကြီးပါဒေစင်ရွတ်တာရယ်မိ20လောက်တော့ကြာပါတယ်အဲတော့မဟာတရဏဂုံတော်ကြီးပါနံပါတ်4ကကြတော့ဒီမိစင်တို့ပရေကြီးဆက်သက်တုံပြီးပရေကြီးဆက်သက်တုံကိုရားတဲ့သူကပရေကြီးဆက်သက်တုံကိုရွတ်လို့ရတယ်အကယ်၍ကိုကပရေကြီးဆက်သက်တုံတော့မရဘူးအချိန်မပေးနိုင်ဘူးဆိုရင်မဟာဝိတ္တပမန္တန်ရှိရယ်မဟာဝိတ္တပမန္တန်ကိုရွတ်လို့ရတယ်အဲမဟာဝိတ္တပမန္တန်ကလည်းဒီတို့ရယ်ပေါ့ ါ့နော်အရင်ကြီးမရှိဘူးအကယ်၍မဟာဝိဓမ္မမန္တန်မရဘူးဆိုရင်မိကျွန်တော်ကမဟာပထဝီဇယမန္တန်ဆိုတာရှိပါတယ်အဲ့တော့မဟာပထဝီဇယမန္တန်ကိုလည်းရွှေ့လို့ရပါတယ်အကယ်၍ပေါ့နော်မိစင်ပြောတဲ့ဒီမန္တန်တော်ကြီးတွေကိုမသိလို့ရှင်ရင် YouTube မှာလည်းမိစင်တို့ရိုက်ပြီးတော့ပေါ့နော်ရှာလို့ရပါတယ်အဲ့မှာဆရာတော်ဘုရားကြီးတွေကအတန်နေအတန်ထားပါဠိအတန်ထွက်အမှန်ကိုရွေးပွားပေးထားပါတယ်ရှင် ဲတော့မဟာလီမြို့ကဘာလဲဆိုတာသိပြီချင်းရင်မဟာလီမြို့အတိတ်ထံဝင်မဲ့သူတွေကပေါ့နော်ဒီမေဇုလိုခါတိုင်းအတိတ်ထံဝင်တဲ့အတိုင်းပဲပထမဦးစွာဖះဆောင်ဆောင်ရှင်မှာငါးပါးတီတာခံပေးပါပြီးတော့လို့ရှိရင်ကိုကဒီအတိတ်ထံကိုဘယ်နည်းရဝင်မလဲပေါ့နော်ဒီကိုရဝင်မလားတလဝင်မလားပေါ့နော်ကိုစိုက်တလောက်ရက်ကိုတတ်မှတ်လို့ရပါတယ်ပြီးလို့ရှိရင်တလေးတာတော့အတွင်းမှာ ပေါ့နော်အဲကိုကအချိန်မရဘူးဆိုရင်လည်းခွဲပြီးတော့လည်းပူဇော်လို့ရတယ်မနက်နဲ့တော့မနက်နဲ့မျိုးပေါ့နော်ညနဲ့မျိုးအဲ့လိုပူဇော်လဲရတယ်အကယ်၍ကိုကအချိန်ပေးနိုင်တယ်ဆိုရင်တော့ဘုရားကျောင်းတော်ရှင်မှာ၄ခုလုံးကိုတခါတည်းပူဇော်လို့ရပါတယ်မေစင်အခုလက်ရှိပူဇော်တာကတော့ဒီမဟာတမယတုံမဟာပဋ္ဌံပြီးလို့ရှိရင်မဟာတရဏဂုံတော်ကြီးနဲ့မဟာဝေဒဗမန္တန်ကိုမေစင်ကပူဇော်တာပါမေစင်ပူဇော်တာကတော့တဏှာကြီးကွဲကြော်ကြော်လောက်တော့ကြာပါတယ်ရှင်အဲကယ်၍ပေါ့နော်ကိုကဒေသလေးပူဇော်မယ်ဆိုရင်တော့ဒီ ့2နာရီပေါ့နော်2နာရီအဲ2နာရီကျွဲအဲအဲ့လောက်တော့အချိန်ယူရတယ်ပေါ့နော်ဒါကတော့ဒီတထိုင်နဲ့ပူဇော်ခြင်းနဲ့သူတွေအတွက်ပြောပြတာပါအဲ့တော့မင်းစင်အခုပေါ့နော်ပြောကြည့်နေချင်းရေမဟာတရဏဂုဏကြီးကဖာလဲဆိုတာကိုမိသားရဲ့သူတွေအတွက်အမြင်ပြန်ပြီးတော့ပြောပြချင်ပါတယ်အဲ့တော့မဟာတရဏဂုဏကြီးဆိုတာကလက်ဒီဆရာတော်ဘုရားကြီးရွေးပွားခဲ့တဲ့မဟာတရဏဂုဏကြီးပါအဲ့တော့ဒီလိုစာအုပ်လေးကိုဖြစ်နိုင်တော့ဝယ်စီချင်ပါတယ်ဒီမဟာ မဟာဒရဏဂုံတော်ကြီးဆိုတဲ့စာအုပ်ပေါ့နော်ဘယ်သူရေးရလဲဆိုရင်တော်ဝင်မန္တလေးကရေးတာပါဒီစာအုပ်လေးကိုတော့မဖြစ်မနေဝယ်စေချင်ပါတယ်ရှင်ဘာကြောင့်လဲဆိုတော့ဒီစာအုပ်လေးရှိမှမင်းတို့ကစာအုပ်ကြည့်ပြီးတော့ပူဇော်လို့ရတာပါအဲ့တော့မင်းစင်ကစာအုပ်ထဲမှာဘာလေးတွေပါလဲဆိုတာကိုသိစာလေးပြောပြပါမယ်ရှင်ဒီလိုလေးကိုစောင့်အောင်ကြည့်ပေးပါနော် ဒါလေးကတော့မဟာတရဏဂုံတော်ကြီးစာအုပ်လေးပဲဖြစ်ပါတယ်။လယ်ဒီဆရာတော်ဘုရားကြီးကိုယ်တိုင်ယူပွားပူဇော်ခဲ့တဲ့စာအုပ်လေးပါ။ရေးတာကတော့တော်ဝင်မန္တလေးကနေပြီးတော့ရေးပေးထားပါတယ်။ဒီစာအုပ်လေးကိုပေါ့နော်မေစင်ကစဝယ်တော့အကြတော့တန်မိုးဝါကြတော့အဲတုံးအောင်ပေးရပါတယ်ရှင်။အခုကတော့အဲအဝင်းကျင်နီးပါးလောက်တော့ရှိမယ်ပေါ့နော်။အကယ်၍ဝယ်ခြင်းနဲ့ဆိုရင်ဒီမှာမစ္စိမစာပေမှလည်းမှာလို့ရတယ်။ဒီပေါ့နော်ရွှေမင်းသစ်မှလည်းမှာလို့ရပါတယ်။ပညာမြင့်စုဆိုတဲ့ဒီစာ င်းဆိုင်မှာလေးဝယ်လို့ရတယ်။မေစင်ကတော့ပစ္စည်းမစားပေးရနေပြီးတော့မှားတာပါ။အဲအနေနဲ့မှားလို့ရပါတယ်ရှင်။အဲ့တော့ဒီစာအုပ်လေးထဲမှာဆိုရင်ဒီလိုမျိုးမဟာတရဏဂုံတော်ကြီးရွတ်တဲ့ဟာတွေပါတယ်။ခမွန်းကြီးဆယ်ပါးပါတယ်။အများကြီးပဲပေါ့နော်။ဒီတရဏဂုံအတိတ်ထံဝင်နည်းရင်လည်းတော်တော်များများစုံနေပေါ့နော်။အဲ့တော့ဖြစ်နိုင်ဒီစာအုပ်လေးကိုဝယ်ပြီးတော့ပူဇော်စေခြင်းပါတယ်ရှင်။အဲ့တော့ပေါ့နော်ဒီနေတန်းလေးတွေပါမယ်။မင်းစင်ခုကကြတော့ အာမဟာတရဏဂုံတော်ကြီးရဲ့အတိတ်ပဲပါတယ်တရဏဂုံပြည်ချင်းအကျိုးပါမယ်ပေါ့နော်အခုကတော့မေစင်ကဒီမဟာတရဏဂုံတော်ကြီးပါလဲဆိုတာကိုပြောပြခြင်းတယ်ဒါကတော့ဒီအစပေါ့နော်မဟာတရဏဂုံတော်ကြီးအစဆိုရင်သူကအဲ့လိုမျိုးတနှစ်သုံးနံပါတ်ကလေးနဲ့ပါတယ်ပြမဆိုရင်အိစတကေပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိအတန်ထွက်ကလေးရော အတိဘယ်လေးရောပါတဲ့အတွက်အရန်ကောင်းတယ် ဒါဆိုလို့ရှိရင်ပေါ့နော်နံပါတ်1ကအိစတကေပါနုပေတံဗုဒ္ဓံတရဏေကိစ္ဆာမိအိစတကေပါနုပေတံဓမ္မံတရဏေကိစ္ဆာမိအိစတကေပါနုပေတံတန်ခံတရဏေကိစ္ဆာမိအဲအဲ့လိုမျိုးပေါ့နော်ဒီရွပွားတာတက်ကနေပြီးတော့ဘယ်လောက်ထိရှိနေဆိုရင်မင်းတို့903ထိရှိတယ်ဒါပေမဲ့ဒီဟိုကိုကရုပ်ရုပ်ဖက်တဲ့လူအချိန်ကြာလို့ရှိရင်တော့ညံသွားပါလိမ့်မယ်ပေါ့နော်ဒီ900နဲ့3ထိရှိပါတယ်ဒီမှာပါ ဒါကတော့903ပေါ့နော်900အဲ904ထိရှိတယ်ဒီ904ထိပြီးွားလို့ရှိရင်တော့မဟာတရဏဂုံတော့ကြီးပြီးသွားပါပြီ။သူကကြတော့တရဏဂုံပေါ့နော်ဒီလိုမျိုးအကုံစစ်စစ်ဆက်ဆက်ပေါ့နော်တခါရတဲ့လေဒီဆရာတော်ဘုရားကြီးကတစ္ဆာ၄ပါးအောင်လေတရဏဂုံတီးပြီးတော့အဲ့လိုမျိုးရွှေပွားခဲ့တဲ့ဆောင်၄ပါးအဲ့တော့ဒီတစ်ကနေပြီးတော့ပေါ့နော်မေစေခုနပြောသလို904အထိကိုပူဇော်ရတာပါရှင်။အဲ့ဒါဆိုလို့ရှိရင်တော့မဟာတရဏဂုံတော့ကြီးရွှေပွားတာပြီးပါပြီ။အကယ်၍ကိုကပေါ့နော်အချိန်မပေးနိုင်ဘူးဆို လို့ရှိရင်တော့ဘေးစင်တို့အတူချုံအနေနဲ့ဘယ်လိုယူလို့ရလဲဆိုရင်အစ္စတကေပါဏုပေတံဗုဒ္ဓံတရဏေကိစ္ဆာမိပြီးရင်ဓမ္မံတရဏေကိစ္ဆာမိတန်ငံတရဏေကိစ္ဆာမိ အဲ့လိုယူလို့ရတယ်ပြီးရင်ဒုတိယံပြီးအစ္စတကေပါနုပေတံဗုဒ္ဓံတရဏေကိစ္ဆာမိဓမ္မံတရဏေကိစ္ဆာမိတန်ခံတရဏေကိစ္ဆာမိတတိယံပြီးအစ္စတကေပါနုပေတံဗုဒ္ဓံတရဏေကိစ္ဆာမိဓမ္မံတရဏေကိစ္ဆာမိတန်ခံတရဏေကိစ္ဆာမိပေါ့နော်အဲ့လိုမျိုးလေးအတူချုံးပြီးတော့လဲယူပါလို့ရပါတယ်ဒါကားပေါ့နော်ကိုကအချိန်မပေးနိုင်တဲ့သူအတွက်ကိုမင်းစင်ပြောပေးတာပါအကယ်၍ကိုကတော့ပြည့်ပြည့်စုံစုံလေးနဲ့ပူဇော်ခြင်းနဲ့ဆိုရင်တော့အစအဆုံးပေါ့နော်တေချာလေးကိုပူဇော်လို့ရပါတယ်ရှင် အခုဆိုရင်တော့မဟာတရဏဂုံတော်ကြီးကပါလေဘလို့ပူဇော်ရလဲဆိုရင်မိသားရဲ့ဒီမိတ်ဆွေများအတွက်ပေါ့နော်မိစဉ်ကပြန်လည်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ပေါ့နော်ကိုကမဟာတရဏဂုံတော်ကြီးကိုပူဇော်ခြင်းနဲ့ဆိုရင်တော့ဆောင်းအောင်လေးကိုမဖြစ်မလီဝေပေးပါ။တကယ်၍ပေါ့နော်ကိုကဒီမဟာလေးမျိုးကိုမပူဇော်နိုင်ဘူးဆိုခဲ့ရင်တော့ပါမိစဉ်ကတော့မဟာတရဏဂုံတော်ကြီးကိုတော့မဖြစ်မလီပူဇော်စေခြင်းပါတယ်။မိစင်နောက်ဆုံးနေနဲ့မာဇင်နာလေးကတော့ဓမ္မမိတ်ဆွေများပေါ့နော်အခုကဒီ အာရာသီဥတုအခြေအနေလည်းမကောင်းဘူးပေါ့နော်ငွေကြေးတွေလည်းခဏခဏလှုပ်နေတယ်အဲ့အတွက်ကြောင့်ဒီဓမ္မမိတ်ဆွေများကိုဖရာတရားကိုမမေ့ပဲနဲ့ပို့တိုးပြီးတော့လှုပ်စီကြပါတယ်အန်ရယ်လည်းကင်းအောင်နောက်တစ်ခါကျတော့ကိုတွားရေးလာရေးမှာလည်း patient ပေါ့နော်နောက်ပြီးတော့ဒီလိုမျိုးအခြေအနေပေါ့နော်ဒီရာသီဥတုအခြေအနေတွေဖက်ယောဂအခြေအနေအမျိုးမျိုးအနေပြီးကင်းဝေးအောင်လို့ဒီပြဏဘုံ၃ပါးကိုတော့တွားရေးတွားရေးလာတဲ့အခါမှာဒီလိုမျိုးပေါ့နော်ကိုကဘတ်စကားစီးလို့ရှိရင်လည်းဘတ်စကားပေါ်မှာဒါမှမဟုတ်ကိုကလမ်းသွားတဲ့အခါကျ လို့ရှိရင်လည်းသွားနေတဲ့အခါလေးမှာတရဏဘုံ၃ပါးကိုမပြတ်ဘူးသောပါလို့ဦးစင်ကပြောပြကြပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့တရဏဘုံ၃ပါးဟာအငြင်းလဲကင်းတယ်လို့ဒီမျိုးပေါ်တော့အရှမ်းလဲသွားပါတယ်။ဒါကြောင့်တရဏဘုံ၃ပါးကိုတော့ဒီကိုတတိယလိုက်သွားတဲ့လာတဲ့အခါတိုင်းပေါ်တော့မပြတ်မပွက်ပြီးသောပေးလိုက်လို့ပြောပြကြပါတယ်။တရဏဘုံရှင်းအောင်လေးတော့အသေးထန်ကိုလည်းပေါ့နော်။ဒီမပြတ်ဖဲနဲ့ပူဇော်သွားပေးပါ။ဒီမြေစေဆိုလို့ရှိရင်လည်းအခုတရဏဘုံရှင်းအောင်လေးတော့အသေးထန်ကိုနေ့စဉ် င်းရဲပေါ့နော်မပြတ်ဘဲနဲ့အဆုံးနဲ့ကဲအနေနဲ့ပူဇော်နေပါတယ်ဓမ္မမိတ်ဆွေများကိုလည်းပူဇော်စေချင်ပါတယ်ရှင်အဲအခုဆိုလို့ရှိရင်နေစင်သားဒီမဟာတရဏဂုံတော်ကြီးရွတ်ဖန်ကြီးနေမယ်ဆိုပြောပြပါပြီအဲ့တော့မဟာလေးမျိုးအတိတ်ချောင်ဝင်တဲ့သူများကလည်းပေါ့နော်ဒီလိုမျိုးဝင်ကြပါလို့နေစင်ကတိုက်တွန်းပါတယ်အရန်ကောင်းပါတယ်ဘာလို့ဘာလို့လဲဆိုလို့ရှိရင်မဟာလေးမျိုးဆိုတာကတိတိသားဖြစ်တဲ့အတွက်မဟာတမ်းများသောဆိုလို့အရန်ကောင်းတယ်လူချင်းနဲ့ချင်းမဟာပထန်းဆိုလည်းအရန်အန်ငယ်ကဲနေမေဇင်ရွတ်နေတဲ့မဟာဝင်တပ်ပါမယ်နဲ့ဆိုလို့ရှင်ဝင်လို့လေရွှေမုံဝင်မှု ကြွားတဲ့မန္တန်တော်ကြီးလိုတော့အများက ခေါ်ကြရပေါ့နော်အဲ့တော့အရန်ကောင်းမယ်ငွေရေးချေးရအစားအရန်ကောင်းမယ်အခုမဟာသမဂုံတော်ကြီးဆိုရင်ပြောစရာမလိုအောင်လို့အရန်ကောင်းပါတယ်ဒါကြောင့်မဟာလေးမျိုးကိုအတိတ်ထံမဟုတ်ရင်တော့မနေစီနေတိုင်းပြီးပေါ့နော်တနေ့တောင်ကိုခင်းပြုတ်ပြီးကြောပါလို့ဥစဉ်ကဓမ္မဒါနာညီမယ်တပည့်ရှင်ဆိုပြရစီရှင်ကဘာမျိုးစင်များအားလုံးကိုကျမ်းမာစေချမ်းသာပြီးတော့လူရများများပြည့်ဝပါစေဘုရားမရဲ့အမျိုးမျိုးမှလည်းကျင့်ရှင်ပြည့်ပါစေလောကမြတ်ကံကမြတ်အရာအားလုံးလည်းဒီအောင်မြင်ပြီးတော့အဆစရရရအစဉ်ပြေပါစေ ငွေကြေးများလည်းတိုးပါပါစေလို့ဦးဇင်ကဆုမောင်းလေးတောင်းပေးပါရစီရှင်။ဒီမှာမျိုးစုံများကိုကျမ်းမာချီးမြှောက်ကြပါစေ။